ဇလန်းဆမှာတော့ကောင်းကင်ဘုံမြစ်ဆိုတဲ့မြစ်ကအစုံမတတ်နိုင်တဲ့ရစ်ပတ်စွမ်းအင်တွေကိုမရေမတွက်နိုင်တဲ့ပြန်လည်နှုတ်ထသူတွေကိုပေးပါတယ်။တောင်ပေါ်တစ်ခုမှာတော့လီဆိုတဲ့လူတစ်ယောက်ကသူ့ရဲ့ကျေးဇူးရှင်တွေရဲ့မျိုးတွေကအနဲ့ရောက်အမွေးတိုင်းထွင်ရင်အဲ့လူကိုသူကတပည့်အဖြစ်လက်ခံရမှာဖြစ်ပြီးလွန်ခဲ့တဲ့၃နှစ်ကအမွေးတိုင်းထွင်ပေမဲ့သွားမယ်လို့တိုင်းပျောက်သွားတာကိုပြောနေပါတယ်။တစ်ဖက်မှာတော့ရှောင်ရှုံးဆိုတဲ့ကောင်လေးတစ်ယောက်ကတောင်ပေါ်တက်ပြီးအနဲ့ရောက်အမွေးတိုင်းကိုထွန်လိုက်ပါတယ်။ယုတ်တရက်တောင်ပေါ်ကိုမိုးရိုးတွေကျလာတာကြောင့်ရှောင်ရှုံးလဲကြောက်ပြီးတစ်ပင်အောက်မှာပုံနေပါတယ်။ဒါပေမဲ့တစ်ပင်ကလဲသွားတာကြောင့်ပြန်မယ်လို့ဖို့ဆုံးဖြတ်နေတော့လီကအနဲ့ရောက်အမွေးတိုင်းကိုသုံးကျင်နေတဲ့သုံးနေရဲ့ရှောင် ရှုံးကိုစုနေပါတယ်။ရှောင်ရှုံးကတော့လီရောက်လာတာကြောင့်သူ့ကိုတပည့်အဖြစ်ခေါ်ဖို့ရွှဲနေပြီးလီကလည်းထာဝရရှင်တန်သူဂိုင်ကိုခေါ်ပေးသွားမှပြောလိုက်ပါတယ်။ရှောင်ရှုံးကသူ့ရောက်ကိုပြောစရာရှိတာတွေအကုန်ပြောပြီးလီနဲ့အတူလိုက်သွားကထာဝရရှင်တန်သူတွေရှိတဲ့တောင်ထိပ်ကိုခေါ်သွားပေးလိုက်ပါတယ်။လီကသူ့ကိုစားတော့ဆောင်အဖွဲနေရာမှာရှာပေးလိုက်ပြီးအဲ့မှာရှိတဲ့ဇန်ဆိုတဲ့သူကလည်းရှောင်ရှုံးကိုကြိုဆိုနေပါတယ်။ရုတ်တရက်ဖောင်ဆိုင်ဆိုတဲ့လူတစ်ယောက်ကရှောင်ရှုံးကသူ့နေရာကိုလုသွားတယ်ဆိုတာသိတဲ့အခါဒေါသထွက်နေပြီးဒါရရှောင်းနဲ့လှမ်းပစ်လိုက်ကဇန်ကဓာတ်ကိုအဝေးလွှင်းထွက်အောင်ထိုးပြီးကပေးလိုက်ပါတယ်။ဇန်ကဖောင်ဆိုင်ကိုမောင်းထုတ်နေပေမဲ့ဖောင်ဆိုင်ကသူ့တွေနဲ့ရှောင်ရှုံးကိုတွေးကျဉ်းစာတိုက်ပြီး ထွက်ပြေးသွားပါတယ်။ရှောင်ရွှင်းရဲ့လက်မှာတော့တေကျင်းဆိုတဲ့စာပေါ်လာပြီးအဆာကနှစ်ယောက်ရှင်ရှားတဲ့စိန်ခေါ်စာဖြစ်တာကြောင့်စိတ်မပူပူဇန်ကပြောပါတယ်။ဇန်ကဘောင်ဆိုင်လာမထိနိုင်အောင်ကာကွယ်ပေးမှကိုပြပြကစားတော့ဆောင်အဖွဲကသူတွေနဲ့မိတ်ဆက်ဖို့ခေါ်သွားလိုက်ပါတယ်။အဖွဲထဲကသူတွေကရှောင်ရွှင်းအတွက်လက်နဲ့ယူပွဲဖြစ်တာကိုပြပြနေကဒေအိုးတွေထဲကတခုယူခိုင်းပါတယ်။ရှောင်ရွှင်းကလည်းဦးကြောင်ကြီးဖြစ်သွားပြီးစပူဆောင်ဒလေးကဒေအိုးတွေကိုနောက်ကျုံးမှတဲရာကြောင့်ရှောင်ရွှင်းကဒေအိုးနဲ့ဆိုဘယ်ရောက်ရောက်ပြဿနာမရှိတာကိုရှင်းပြနေပါတယ်။ရှောင်ရွှင်းကညနေပိုင်းဒီဒေအိုးတွေကိုစိတ်တန်းကြွေးနေပြီးလေးခွန်ကအသက်ရှိရလို့နမိတ်ရှိရကြောင့်လေးခွန်ပုံစံနဲ့ဒေအိုးကိုယူလိုက်ပါတယ်။ င်ဇာကရှောင်ရှုံကိုကျင့်ကြံနေစာအုပ်တွေလိုက်ပြနေပြီးရှီအကြောင်းရှင်းပြနေကညဘက်မှာတော့ရှောင်ရှုံကလည်းကျင့်ကြံနေတွေလိုက်လုံနေပါတယ်ဒါပေမဲ့ကျင့်ကြံနေတွေကခက်လွန်းတာကြောင့်စိတ်ညစ်နေတော့ရုတ်တရက်စပိုးဆောင်ကနေလူရဲတွေ့ရကြောင်းသွားကြည့်နေပါတယ်စပိုးဆောင်ထဲမှာတော့လူနှစ်ယောက်ကအဝအပြဲစားတောက်နေပြီးရှောင်ရှုံကိုအထဲကလူတွေကတွေ့သွားပြီးအထဲခေါ်လိုက်ပါတယ်အဲ့လူတွေကတော့စပိုးဆောင်ကလူတွေပဲဖြစ်ပြီးဟင်းကိုစားနေကြတာပဲဖြစ်ကရှောင်ရှုံကိုပါသူတို့ဟင်းနေစားခိုင်းလိုက်ပါတယ် နောက်နေ့မနက်မှာတော့ရှောင်းရှုံကလေ့ကျင့်နေပြီသူခနာကိုယ်ထဲမှာရှီစွမ်းအားတွေစုတာကိုအာရုံခံမိပြီးလေ့ကျင့်နေကနောက်ဆုံးမှာတော့ရှီစွမ်းအင်းကိုရလိုက်ပါတယ်ဒါပေမဲ့ရှောင်းရှုံကဗိုက်စာလာတာကြောင့်ဝိညာဉ်စွမ်းအားထမင်းစေးကိုသူ့တဲ့ဟိုတဲ့ထက်ချက်နေပါတယ်ဒါပေမဲ့ဒေဦးမအလင်းနဲ့ပေါ်လာပြီးထမင်းစေးကအယောင်လက်နေရာကြောင့်အံ့ဩနေပါတယ်ရှောင်းရှုံကစပိုဆောင်မှာရှယ်စားနေပြီးကျန်တဲ့သူတွေကလည်းရှောင်းရှုံကရှီစွမ်းအားတိဆောက်တာမှာအဆင့်တစ်ရောက်သွားတာကြောင့်အံ့ဩနေပါတယ်ရှောင်းရှုံကသူ့မနက်ကဝိညာဉ်စွမ်းအားထမင်းစေးကအယောင်လက်တာကိုပြောတဲ့အခါကျန်တဲ့သူတွေကလည်းမဖြစ်နိုင်တာကြောင့်ရဲနေကြပါတယ်ဇန်ကရှောင်းရှုံကိုကိုယ်တိုင်မုံမတိဆောက်မနိုင်စွမ်းအားမရနိုင်တာကိုပြောပြီးကို ပိုင်ဆိုင်မှုတွေကိုမွမ်းမံတိဆောက်နည်း၃မျိုးရှိတာကိုရှင်းပြနေပါတယ်။မွမ်းမံတိဆောက်နည်းတွေကတော့ဆေးပညာ၊လက်နက်နဲ့နောက်ဆုံးတစ်ခုကတော့တပည့်တွေအများကြီးဆိုပြီးစွမ်းမွမ်းမံတိဆောက်မှုလုပ်ရတာဖြစ်ပြီးနီလာနိုင်မှာမွမ်းမံတိဆောက်တာအမြင်ကိုလက်နက်မှာအမှတ်အသားတစ်ခုပေါ်လာပြီးလက်နက်ရဲ့အစွမ်းတိုးလာမှာကိုရှင်းပြနေပါတယ်။ချာရှင်ကလည်းသူ့ထမင်းစိမှာအမှတ်အသားပါနေရကြောင်းဝဉဉ်စွမ်းအမွမ်းမံတိဆောက်တဲ့ပစ္စည်းများလားဆိုပြီးမသင်ကဖြစ်နေကသူ့လိုက်တဲ့အိုးကဝဉဉ်စွမ်းအမွမ်းမံတိဆောက်တဲ့နေရာမှာအရေးကြီးနိုင်တာကြောင့်ဒေအိုးလှုပ်ဝှက်ချက်ကိုဖုံးကွယ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ညဘက်မှာတော့ချာရှင်ကဘောင်ဆိုင်ရဲ့ရှည်စွမ်းရင်ကအစ်စ်နှစ်ပဲရှိရကြောင်းဘောင်ဆိုင်နဲ့တောင်အသေးအံလေးကျင် ်နေပါတယ်ဒီလိုနဲ့တနေ့မှာတော့သူ့ရဲ့ဓာတ်ကိုနှစ်ကြိမ်မိုးမက်တိဆောက်နိုင်လိုက်ပြီဘောဆိုင်နဲ့ရှာဖို့စဉ်းစားနေတော့ရုတ်တရက်လိတ်တယ်ကလေပေါ်မြောက်ပြီးသူ့စီကတခုခုကိုဆွဲထုတ်လိုက်ပါတယ်ခြာဆောင်ကသူ့စပင်ကိုကြီးလိုက်တဲ့အခါစပင်ကဖြူနေရကြောင်းသူ့တက်တန်းရောက်ပြီးတေတော့မယ်လို့တွေးနေပြီးစိတ်တက်ကြနေပါတယ်ခြာဆောင်ကလည်းစိတ်အားတင်းပြီးဘောဆိုင်နဲ့ရှာဖို့ထွက်လာပေမဲ့မရှိရကြောင်းဆန်ကလည်းလက်လျှော့သွားလောက်တာကိုပြောပါတယ်ဒါပေမဲ့ခြာဆောင်ကတော့သူ့တက်တန်းပြန်တို့ဖို့ဘောဆိုင်ကိုရှာဖို့လိုတာကြောင်းဘောဆိုင်ကိုဘယ်မှာရှာမလဲဆိုပြီးစိတ်တက်ကြနေကစပိုဆောင်နဲ့ကတယောက်ကတက်တန်းတစ်နှစ်တိုးစီတယ်ဆိုရဖို့လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီးပြင်ဆင်လို့ရတာကိုပြောနေပါတယ်နောက်နေ့မှာ ရှောင်ရှုံကဈေးထဲမှာလိုအပ်တဲ့ပစ္စည်းတွေတော်ဝင်နေပြီမဲ့သူ့ကိုပေးလိုက်တဲ့ပတ်စံနဲ့မလောက်တာကြောင့်စိတ်ညစ်နေပါတယ်။ယုဒရီယာသူ့ရှေ့မှာပေါင်ဆိုင်ကပေါ်လာပြီးသူ့နောက်က2ယောက်တောင်ပေါ်လာတာကြောင့်ရှောင်ရှုံလဲကဲဝူအော်ပြီးရှယ်ပြေးပါတယ်။ဒါမှမဟုတ်တော်ရဲကိုရောက်တဲ့အခါသူ့ရှေ့မှာကြီးကြပ်ကြီးအဆောင်ကလူတစ်ယောက်ပေါ်လာပြီးရှောင်ရှုံနဲ့ပေါင်ဆိုင်တို့ရဲ့တိုက်ပွဲအတွက်တပ်သိအဖြစ်ရောက်လာတာကိုပြောက2ယောက်လုံးကိုရှာခိုင်းနေပါတယ်။ကြီးကြပ်ကြီးအဆောင်ကလူတွေကပေါင်ဆိုင်ရဲ့ဆရာတွေပဲဖြစ်ပြီးစပိုးဆောင်ကလူတွေကလည်းရှောင်ရှုံနောက်ကိုပြေးလိုက်ပါတယ်။ကြီးကြပ်ကြီးအဆောင်ကလူတစ်ယောက်ကိုတွေ့တဲ့အခါဆန်ကလည်းလမ်းဖယ်ခိုင်းနေပြီမဲ့အဲ့လူကမဖယ်တာကြောင့်ရှာနေပါတယ်။တစ်ဖက်မှာတော့ရှောင်ရှုံနဲ့ပေါင်ဆိုင်တို့ကရှာနေပြီး2ယောက်လုံး ကရှီအစွမ်းနဲ့ရှာနေကြပါတယ်။တစ်ဖက်မှာတော့ဇန်နဲ့ကြည်ကြဲကြီးအဆောင်ကလူရှာနေတော့တယောက်ကတိမ်လို့ဖြစ်နေတာကိုပြောတာကြောင့်အကုန်လုံးလဲသွားကြည့်ကြပါတယ်။ဇန်နဲ့စဖိုဆောင်ကလူတွေကဇွန်နေဘာတွေကတစားစီဖြစ်နေတာကိုတွေ့တဲ့ကရှောင်းရှုံးအတွက်စိတ်မကောင်းဖြစ်နေကြပါတယ်။ဒါမှမဟုတ်ရှောင်းရှုံးကအနံ့ရရှိသွားတာကိုတွေ့တဲ့ကအကုန်လုံးကလည်းအံ့ဩနေပြီ။ဘောင်ဆိုင်ကရှောင်းရှုံးရဲ့ရှီအစွမ်းအဆင့်ကအဆင့်သုံးရောက်နေတာကိုပြောတဲ့ကမယုံနိုင်ဖြစ်နေပါတယ်။ရှောင်းရှုံးကတော့ဘောင်ဆိုင်ကိုလှုပ်ပေးလိုက်ပြီးသူ့တက်တဲ့ပြက်မရရင်လာရှာမာကိုပြောပြီးထွက်သွားပါတယ်။စဖိုဆောင်ကလူတွေကလည်းရှောင်းရှုံးကိုတက်တန်တိုးစေးရခဲ့လာလို့မင်းနေတော့ရုတ်တရက်ခေါင်းလောက်တီးတဲ့ကိုကြားလိုက်ရပါတယ်။စဖိုဆောင် င်ကလူတွေကလည်းခေါင်းလောင်းတီးတာကပြင်ပကိုင်းစီကံမြင့်တင်ရေးပြိုင်ပွဲစတာကိုရှင်းပြနေကသူတို့ support ဆောင်အဖွဲ့ကအပွဲမှမပါတာကြောင့်ကြောက်ဖို့မလိုတာကိုပြောပါတယ်ဒါပေမဲ့ရှောင်းရှုံးကသူတို့တွေအတွက်အခွင့်အရေးတစ်ခုဖြစ်နိုင်တာကြောင့်ပွဲမှာပါဖို့တိုက်တွန်းနေပါတယ် စီကံမြင့်တင်ရေးပွဲကျင်းပတဲ့နေရာမှာလာပြိုင်ကျင်တဲ့လူတွေကလည်းစုနေကြပြီ။ဟောင်ကန်ကရွေးချယ်ခံထားရတဲ့ဟောင်ယွန်ဖေးရဲ့ညီမဟောင်ရှောင်းမီကလည်းရောက်လာပါတယ်။ပြန်ပွဲလာတဲ့သူတွေကစားတော့ဆောင်အဖွဲ့ကလာပြိုင်ရတာကိုတွေ့တဲ့အခါအံ့ဩနေပြီးပွဲစတဲ့အခါအကုန်လုံးကရှနေကြပေမဲ့စားတော့ဆောင်အဖွဲ့ကလူတွေကငြိမ့်နေကြပါတယ်။ပြန်ပွဲမစခင်တလားလို့ကသူတို့တွေကမွေးနေရကြောင်းပြင်မခိုင်းတဲ့ဝင်မှာမဟုတ်ပဲခိုင်းဝင်တဲ့နေရာကိုအရင်ဦးပြီးသူများတွေကိုနေရာရောက်မှပဲဖြစ်ပါတယ်။ရှောင်းရှောင်းကပွဲစတဲ့အခါသူများတွေမော်ရယ်ထိရှားကြတဲ့အချိန်သူတို့တွေကငြိမ့်ပြီးခွန်အားထိန်းသိမ်းဖို့အကြံပေးထားတာပဲဖြစ်ပါတယ်။သူတို့တွေကပွဲအတွက်မျိုးစုံလေ့ကျင့်နေတာပြီးရှောင်းရှော ွန်းကရှေ့ဆက်သွားနေကစားတော့ဆောင်အဖွဲကလူတွေကသူ့ကိုကာပေးထားပါတယ်။တရားတစ်ခုကိုရောက်တဲ့ကနောက်ကတယောက်လိုက်လာတာကြောင့်စားတော့ဆောင်အဖွဲကလူတွေကလည်းလိုက်လာတဲ့သူ့ကိုရှာပေးလိုက်ပြီးဆက်သွားကြပါတယ်။ရှာချွန်းကဆက်သွားရင်လေဘော်ကြောက်တုံးကနေခုံရိုင်းအဆင့်ကိုရောက်သွားပြီးဇန်ကအောက်ကျရင်တော့အနေနဲ့မရှိတာကိုပြောပြမယ်။ရှာချွန်းကတော့ဇန်ပြောတာကိုမယုံပါဘူး။ရှာချွန်းကလေဘော်မြောင်းနေတဲ့ကြောက်တုံးတွေကနေခုံလာနေပြီးနောက်ဆုံးတစ်ခုကိုရောက်တဲ့ကလေလိုက်တာကြောင့်ပြုတ်ကျမလို့ဖြစ်နေပါတယ်။ဒါပေမဲ့ကြောက်တုံးကိုကင်နေလိုက်ပြီးအပေါ်တက်မဲ့လုပ်ပေးမယ်။ငှက်တဲ့ကောင်ကြောင့်ဟန်ချက်ပြတ်ပြီးဆက်မကင်နိုင်တော့ကပြုတ်ကျသွားပါတယ်။ဒါပေမဲ့သူကဘေးအနေနဲ့กินနေပြီးဆက်သွားနေကပြင်မကင် ိတ်တကာနာရောက်တဲ့အခါဂိတ်ဆောင်ကလည်းဂိတ်ထဲဝင်လာနဲ့ပြင်မခိုင်းဝင်ဖြစ်သွားတာကိုရှင်းပြနေပါတယ်။ဒါပေမဲ့စားတော့ဆောင်အဖွဲတစ်ဖွဲလုံးကရလိုက်တာကြောင့်ဂိတ်ဆောင်ကလည်းအံ့ဩသွားပါတယ်။ချာချွန်းကလည်းရောက်လာတဲ့လူတိုင်းကိုပြင်မခိုင်းထဲဝင်ထာဝရရှင်သက်လူဖြစ်တဲ့လမ်းကြောင်းပေါ်ရောက်တာကြောင့်အတုံးဝင်နဲ့ပိုင်ဆိုင်မှုတွေဆွန့်ပစ်လိုက်လို့ပြောကစီးပွားရေးတောင်းချမ်းနေပါတယ်။ဂိတ်ဆောင်ကလည်းချာချွန်းစီးပွားရေးတောင်းချမ်းနေတာကိုမကြင်မနဲ့ဖြစ်နေပေမဲ့ချာချွန်းကစီကန်းချက်380ချက်လုံးကိုရုပ်ပြပြီးသူတို့တွေကဘယ်စီကန်းမှမဖောက်ထားတာကိုပြောပြလိုက်ပါတယ်။ဂိတ်ဆောင်ကလည်းတင်းနေပေမဲ့ချာချွန်းကမှန်နေရာကြောင့်ငြိမ်နေရပြီးချာချွန်းကလည်းပြင်မခိုင်းနေရာကိုလေလံဆွဲနေပါတယ်။ဒုတိယနေရာအတွက်လေ လံဆွဲနေတော့ဟောင်ရှောင်းမေကရောက်လာပြီးနေရကိုဈေးများများနဲ့ဝယ်လိုက်ပါတယ်။နောက်ဆုံးနေရကိုရှောင်းရှောင်းကလည်းလေလံဆွဲနေတော့လူတစ်ယောက်ကရောက်လာပြီးနေရရောက်တဲ့ကိစ္စကိုအေးအေးယူပေးဖို့ပြောနေပါတယ်။ခိဆောင်ကလည်းတရားအေးရခန်းမကိုလိုက်ခဲ့ဖို့ပြောနေပြီးသူတို့တွေကလည်းတောင်းနေတော့ရုတ်တရက်အလူကရှောင်းရှောင်းကိုပြင်မခန်းကိတ်တဲ့ပြစ်ထက်ပေးလိုက်ပါတယ်။